ဲ့ဒီကိစ္စကဖူအန်ဟိုတယ်2016ပြပွဲကစီစဉ်ထားတဲ့ပြိုင်ပွဲတွေမှာဝင်ပြိုင်မှုမြန်မာတနိုင်ငံလုံးကဟိုတယ်နဲ့စားသောက်ဆိုင်များစွာကဖိတ်ခေါ်ထားတဲ့စပိုမူပေါင်း450ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ပြိုင်ပွဲဝင်သွားမဲ့စပိုမူတွေအနေနဲ့ဘလို့အတွေ့အကြုံတွေရရှိနိုင်မလဲ။ Fuan Hotel 2016ပြပွဲနဲ့အတူမြမအချက်ပြုတ်ဆိုင်ရာ ပြိုင်ပွဲ Coffee နဲ့ Barista ကျွမ်းကျင်မှုဆိုင်ရာမိတ်ဆက်ပွဲမြမ Latte Coffee အလှပြ Champion ပြိုင်ပွဲစတဲ့ပြိုင်ပွဲ အစီအစဉ်တွေပါဝင်တာပဲဖြစ်ပါတယ်။ပြိုင်ပွဲတွေကလည်းနိုင်ငံတကာစပိုမှုတွေကိုယ်တိုင်နိုင်ငံတကာစံချိန်စံညွန်းအတိုင်းအမှတ်ပေးသွားမှာပါ။ပြိုင်ပွဲတွေကမြမအချက်ပြုတ်ဆိုင်ရာပြိုင်ပွဲရဲ့အမှတ်ပေးပုံစံတွေကိုတော့ ကိုမျိုးမင်းစိုးဦးကအခုလိုပြောပြခဲ့ပါတယ်။မှတ်ပေးတဲ့ပုံစံကတော့ကျွန်တော်တို့ဘလို့ပေးတဲ့ဆိုအမှတ်ကိုကျွန်တော်တို့ဒိုင်လူကြီး9ယောက်ကနေပြီးတော့ခင်းနေကိုမြည်ပါတယ်။ပြီးတော့ကြအမှတ်အနေနဲ့ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ ဟိုအမှတ်20ကကျွန်တော်တို့ presentation ပိုင်းပေါ့နော်စပြီးတော့စလုပ်တာပြီးတဲ့ခါကျအမှတ်ဟိုနောက်တဲ့10မှတ်ကကျတော့ကျွန်တော်တို့ဟိုသူ့ရဲ့ scale တွေပေါ့နော်နောက်တဲ့အမှတ်90ကကျတော့ကျွန်တော်တို့ဒီ taste တွေအရသာတွေတချွာတွေဘလို့ဟိုချက်ထားတယ်ဘလို့ technique တွေလောက်တာကျွန်တော်တို့အမှတ်အားလုံးပေါင်း total ဆိုကျွန်တော်100ပေးတယ်ပြိုင်ပွဲမှာရရှိတဲ့အမှတ်တွေပေါ်မူတည်ပြီးတော့ရွှေငွေကြေးတစ်စိမ့်နဲ့အတိမတ်ပြုလက်မှတ်တွေကို ပေးအပ်သွားမှာပါ မြမအချက်ပြုတ်ဆိုင်ရာပြိုင်ပွဲကိုဦးစီးကျင်းပတဲ့အိုလီဗာကတော့အိမ်မှာချက်ပြုတ်ပေးနေတဲ့မိခင်ကကောင်းမွန်တဲ့စပိုမူကောင်းတယောက်ဖြစ်တယ်လို့ဆိုပါရယ်။စပိုမူတယောက်ရဲ့တင်ယူစရာတွေဆိုတာကတော့အမေချက်တဲ့လက်ရာတွေကအခြေခံကြတယ်လို့လည်းဆိုပါရယ်။ As I said this morning in the opening speech, if you have a, your mother is a good chef. အိမ်မှာချက်ပြုတ်ပေးနေတဲ့မိခင်ကကောင်းမွန်တဲ့စပွန်ကောင်းတယောက်ပါ။ငယ်ရတဲ့အချိန်မှာအိမ်မှာစားခဲ့တဲ့အရာတွေကိုရှာကပဲအမှတ်ပေးခဲ့ပါတယ်။ဘယ်သူကမှဘာမှလုပ်ပြီးလို့မရပါဘူး။ငယ်ကကောင်းမကောင်းကိုသိတာလဲခင်းချက်ပြုတ်တာနဲ့ဆက်ဆက်နေတယ်။ပထမဆက်ရှင်နေ့တွင်ကစားခဲ့တဲ့အမိချက်ခဲ့တဲ့လက်ရာတွေကအချိန်ခံကြတယ်။ရှားဟာတွေကိုတော့တင်ယူရမှာပါ။ငယ်ရသေးတဲ့စပွန်မှုတွေကကံကောင်းပါလေ။ အခုဆိုရင်တင်ယူခြင်းတဲ့အရာတွေကိုအင်တာနက်ကတစင်လေးလာလို့ရတဲ့အခြေအနေတွေကလည်းရှိနေပြီဆိုတော့ကြိုးစားကြပါဒီလိုပြိုင်ပွဲတွေကစပိုမှုတွေအတွက်အတွေ့အကြုံတွေရပြီးအကျိုးကျေးဇူးတွေအများကြီးရှိတယ်လို့ပြိုင်ပွဲဝင် ကိုမင်းသက်ပိုင်ဦးကဆိုပါတယ်စပိုမှုတယောက်အနေနဲ့အကောင်းဆုံးကြိုးစားသွားမယ်လို့လည်းဆိုပါတယ် ဒီလက်ရှိပြိုင်ပွဲလုပ်တာတော့ကျွန်တော်တို့အတွက်ကတော်တော်လေးကိုကောင်းတယ်ပေါ့နော်ဒီမှာမပြိုင်ဘူးတဲ့လူတွေအတွက်ဆိုရင်တော့တော်တော်လေးကိုအတွေ့အကြုံရရခင်ဗျာကျွန်တော်တက်လည်းတော်တော်အတွေ့အကြုံရပါတယ်ကျွန်တော်အနေနဲ့ခံယူထားတာကတော့လက်ရှိကျွန်တော်ချက်တဲ့ဟင်းတပွဲပေါ့နော်ဟင်းတပွဲအကောင်းဆုံးဖြစ်အောင်ပြီးတော့ဧည့်သည်ပေါ့အကောင်းဆုံးဖြစ်ရရှိတော့ဧည့်သည်အကောင်းဆုံးတည်းရှားရှိနိုင်အောင်ကျွန်တော်ရဲ့ပြီးတော့မှဒီလုံးနေပဲတောင်းဝန်ကြောင်းလို့ဆိုတော့ဒီလုပ်ကူပဲကျွန်တော်ဒီဇိုင်းမှာလုပ်သွားမှာပါပြီးတော့ကျွန်တော်ရဲ့ခံချက်ကတော့ဒီအကောင်းဆုံးစားပေးနိုင်မှုပဲဟုတ်ကဲ့ 好。Yeah.